အားလုံးပဲမင်္ဂလာပါဆရာမလေးရဲ့စာဖတ်ပြမယ့်အစီအစဉ်လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှလည်းဆရာမလေးကချီဂွေဗာရာရဲ့အထုပ်ပတိစာသင်လေးတွေကအပိုင်း၅ကိုဆက်လက်ပြီးတော့ဖတ်ပြသွားမှာဖြစ်ပါတယ်နားဆင်ပေးကြပါအောင်ရှင်အခန်းကအောင်ပွဲမှာအဖေတထောင်ရှိပြီးရှုံးပွဲမှာမိဘမဲ့ကလေးဖြစ်သည်လှဲ့လေသွာလာနေသောတော်လှန်ရေးသမား အမေရိကန်သမရဂျွန်အက်ကနေဒီသမရကနေဒီအသက်ခံရပြီးနောက်အချိန်တော်တော်ကြာအထိအမေရိကန်တွေတုံလှုပ်ခြောက်ခြားနေကြသည် သူတို့ချစ်သောသမရကိုဘသူတတ်တလဲဆိုသော အဖြေကိုလည်းသိကျင်နေကြသည် CIA အဖွဲ့ကြီး၏ထောက်လန်းတွက်ချက်မှုအရာ ဖြစ်နိုင်သည့်အမျိုးမျိုးရှိတော်လဲ၎င်းတို့အနက်အဖြေတစ်ခုမှာကျူးပါဖြစ်သည် ို့ဖြစ်၍အပြန်အလှန်အားဖြင့်ကျူးပါမှကက်စထရို၏အသက်ကိုလည်းပြန်လည်အယောပေးရမည်ဖြစ်ကြောင်းအမေရိကန်အများစုယူဆကြသည်ကျူဘာမာကက်စထိုကိုဖျောက်ဖျက်ပစ်ဖို့လဲကနေဒီကိုယ်တိုင်မကွယ်လွန်မီ မီးစိမ်းပြခဲ့သည်။ မကြာမီတမရကနေဒီကိုလောက်ကျန်တက်ဖြတ်သူမှာအမေရိကန်မရိန်းစစ်သားဟောင်းလီဟာဗေးအော့ဖ်ဖြစ်ကြောင်းဖော်ထုတ်သိရှိပြီးအဆိုပါပြဿနာမှာလည်းလူမှုစိတ်ဝင်စားမှုနှဲပါလာသည့်တိုင်ကျူဘာနိုင်ငံနဲ့အမေရိကန်တို့၏ဆက်ဆံရေးပြဿနာမှာလိတ်ခဲသေးလဲကြံ့နေသေးသည် John F Kennedy လုတ်ကြံမခံရမီနှစ်လအလို Fidel Castro ကိုလုတ်ကြံဖို့ကြံစီနေသော CIA ၏အားထုတ်မှုနှင့်ပတ်သက်ပြီး American အစိုးရအနေနဲ့ကျူးပါကောင်းဆောင်တွေကိုချေမှုန်းတုတ်တင်ဖို့ထောက်ပံ့ကူညီနေသည် ဆိုလျှင်၎င်းတို့၏အသက်အိုးအိမ်တို့သည်လည်းအလားတူပျက်စီးခြင်းနှင့်မလွဲမသွေကြုံတွေ့ရမည်ဖြစ်ကြောင်း Fidel Castro မှတတိပေးသည်1964ခုဒီဇင်ဘာ ဟာဗာနာမြို့ကောင်းကင်ဘော်တွင် လျှို့ဝှက်လှုပ်ကြံတပ်ဖြတ်မိတိတ်တိုက်မဲကြီးတွေတွဲလောင်းခို၍ရှေဝဲနေစဉ်နယူးယောက်မြို့ကုလသမဂ္ဂအဆောက်အဦးတွင်ကျူးပါကိုယ်စားလှယ်ခေါင်းဆောင်အနေနှင့်ကျူးပါတော်လှန်ရေး၏အနာဂတ်လမ်းကြောင်းကိုချီကွေဗာရာ ရှင်းလင်းပြောကြားနေသည် ဥစွာတောင်အာဖရိကနှင့်အမေရိကန် တောင်ပိုင်းတို့တွင်ကျင့်သုံးနေသော လူမျိုးရေးအရာ ခွဲခြားဆက်ဆံနေသောအမေရိကန်တို့၏လုံရက်တို့ကိုရိုင်းစိုင်းကြမ်းကြုတ်သော policy များအဖြစ်ပြင်းပြင်းထန်ထန်ထောက်ပြဝေဖန်ပြီးနောက် community ဝါဒ၏တံပိုးတွေကို ရှင်းလင်းပြောကြားသည် အဆိုပါပြဿနာတွေကို ဖော်ထုတ်ပြီးနောက်ကုလသမဂ္ဂညီလာခံတို့အဆိုပါပြဿနာတွေကိုကုလသမဂ္ဂအနေနဲ့ဖြေရှင်းမပေးနိုင်တော့ဘူးလားဆိုတော့ဘေးကွန်းထုတ်ရာခြေကွေဗာရာဤအမေကိုတက်ဆိုင်သူတဦးတယောက်ကမှပြန်လည်ဖြေကြားခြင်းမရှိနယူးယောက်မှာပြင်သစ်နိုင်ငံပါရီတို့ရောက်လာပြီး ဤမှာပင်လှဲ့လေသွားလာနေသောပစ္စည်းမဲ့တော်လန်ရေးဤတန်တမန်အနေနဲ့ခြေခွေဘာရဤခီးစဉ်စတင်သည်ဥရောပအာရှနှင့်အာဖရိကနိုင်ငံအများအပြားကိုတွားရောက်လေပတ်ရာ1965 February 24 Algeria တို့ရောက်လာသည် LGDA မြို့တော်တွင်ကျင်းပသော လူတို့အစည်းအဝေးပွဲတွင်ခြေခွေဘာရာပြောကြားသောမိကွန်းကြောင့် ကျူးပါးနဲ့ညီနောင် community တွေအံ့အားတင်ကြရသည်ဆိုဗီယက်ယူနီယံသည်နယ်ရှက်အရင်းရှင်ဝါဒကိုပံ့ပိုးပေးနေသလိုတစ်ဖက်မှာလည်းသဘာဝအရင်းအမြစ်နဲ့အခြားကုန်ကျန်းတွေအတွက်တတိယကမ္ဘာနိုင်ငံငယ်လေးတွေကိုဂုံတိတ်ခါမဲစွာဂုံသွေးဆုပ်အမျက်ထုတ်နေကြောင်းတို့ဖြစ်၍ဆိုဗီယက်ယူနီယံသည်လည်းနယ်ချက်အရင်းရှင်တို့နှင့်တန်းတူပေါ်လစီတို့ကိုကျင့်သုံးနေသည်မှာထင်ရှားနေကြောင်း ပြင်းပြင်းထန်ထန်ဝေဖန်ရာ လူတို့အစည်းအဝေးတို့တက်ရောက်လာသောကွန်မြူနစ်ကိုယ်စားလှယ်အလုံးလန့်ဖြန့်ကုန်သည်1965ခုမတ်လ15ရက်ကျူးဘားတို့ပြန်လာစဉ်ရောက်ရောက်ချင်းလင်းပြန်ကွင်းမှာပင်ချီဂွေဗာရာကို အဆောင်အကျပ်များဝန်းရံ၍တနေရာသို့ခေါ်သွားရာတည်င်းထောက်တွေပင်မတိရာ ဖီဒက်ကက်စထရိုရော့ကက်စထရိုနဲ့ချေဂွေဗာရာတို့ပြောဆိုခဲ့ကြတော့မှတ်တမ်းမှတ်ရလည်းမရှိချေဂွေဗာရာဤအနီးကပ်တတ်တော်ဆောက်အဆောက်တူဤအဆူအရာသူတို့တုံးရောက်အပြင်းထန် စကားများကြချောင်းသာသိရသည် ဖြစ်တန်ရာချီမှာအယ်ဂျီဒီယာမျိုးတော်လူတို့အစည်းအဝေးတွင်တရုတ်ပေါ်လစီကိုချေဂွေဗာရာထောက်ခံ၍ဆိုဗီယက်ယူနီယံကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ခြင်းပဲဖြစ်သည် ချေဂွေဗာရာကို ဖီဒက်ကက်စထရိုနဲ့ရော့ကက်စထရိုတို့ကယခုလိုဝေဖန်တိုက်ခိုက်မှုများသည်ဆိုဗီယက်ယူနီယံနှင့်ဂျူဗာရိုဤဆက်ဆံရေးကို ထိခိုက်နစ်နာသည်ဟုဆိုကာပြစ်တင်ဝေဖန်ကြသည်ဂျူဗာကောင်းဆောင်နှစ်ဦးကြားတွင်ဝါဒရေးရာပြဿနာဖြစ်လာပြီး၃လလအကြာတွင်ကမ္ဘာနိုင်ငံရေးစင်မြစ်ပေါ်မှချေဂွေဗာရာရုတ်တရက်ပျောက်ကွယ်သွားသည် ခြေခွေဘာရာကိုကက်စတိုတုတ်တင်ရှင်းသိမ်းလိုက်သည် သို့မဟုတ် နိုင်ငံရဲ့ချာအဝေးတနေရာတော်လှန်ရေးတိုက်ပွဲတစ်ခုတွင်ခြေခွေဘာရာကြသွားသည်ဆိုသော ကောလာဟာလတွင်ပြန်လာသည်ချေဂွေဗာရာဘယ်နေရာရောက်နေသည်ဆိုသော မေးခွန်းမှာဗဟေရီဖြစ်နေရာ ထိုနှစ်ဇူလိုင် တန်ဆန်နီးယားနိုင်ငံဒါရုစလမ်မြို့ပေါ်တွင်ချေဂွေဗာရာကိုကဘာကြီးကတွေ့လိုက်ရသည် ဟာဗာနာတွင်ဖြစ်ပွားနေသောအယူဝါဒရေးရာပြိပခတွေကိုကြောခိုင်းကာနောက်ထပ်မစ်ရှင်အစ်တတခုကိုခြေတောင်ဝင်ယူနေရာယခုကွန်မြူနတီတော်လှန်ရေးကအာဖရိက၏နှဆိုင်သောနေရာတနေရာတွင်ဖြစ်သည်တန်ဇန်နီးယားမှကွန်ဂိုသို့1965ခုဧပြီလ24တွင်ချေကွေဗားရာနှင့်တက်ဆူတဆူရောက်လာပြီးပျောက်ကြားတော်လန်ရေးလုပ်ငန်းစဉ်တွေစတင်အကောင်အထည်ဖော်ရာ သူတို့တက်စုနှင့်အတူဒေသခံလက်နက်ကင်တရားပူပေါင်းကြသည်ကွန်ဂိုတဘုံအဖွဲ့ခေါင်းဆောင်မှလောရက်ဒီဆာရာကာလာပီဖြစ်ပြီး၎င်းနှင့်အတူကွန်ဒိုပျောက်ကြားတွင်ပူပေါင်းဆောင်ရွက်ကြသည်အာဖရိကဒေသတွင်တော်လန်ရေးဖန်တီးဖို့ချီဂွေဗာရာမျော်လင့်ကြီးစွာအားထုတ်နေတော်လဲမကြမီကွန်ဂိုတော်လန်ရေးသမားတွေကိုချီဂွေဗာရာစိတ်ပြက်လာသည် ကွန်ဂိုလက်နက်ကင်သဘုံများမှာစစ်ဘက်ဆိုင်ရာလေ့ကျင့်မှုတွေမရှိစစ်ဘက်ဆိုင်ရာလေ့ကျင့်မှုတွေအလွန်အားနည်းကအထက်မှပြီးသောညွှန်ကြားချက်နဲ့အမိန့်တို့ကိုလည်းတသွေမသိလိုက်နာခြင်းလည်းမရှိတချိန်တည်းတွင် တောင်အာဖရိကတွင်လှုပ်ရှားနေသောကျေးစားတပ်တွေကိုလည်းစိုးရိမ်နေရသည် ကျေးစားတပ်များမှ CIA နှင့်ကွန်ဂိုအမျိုးသားစစ်တပ်တို့နှင့်နီးနီးကပ်ကပ်ပူးပေါင်းကာအာဖရိကဒေသအတွင်းကွန်မြူနစ်တော်လှန်ရေးဖြစ်မလာအောင်အစွမ်းကုန်စူးစမ်းနေကြသည် ခြေကွေဗာရာနှင့်တပ်ဖွဲ့တို့၏လှုပ်ရှားမှုကို စကံမလက်စောင့်ကြည့်ထောက်လှမ်းဖို့ရာအတွက်ကွန်ဂိုပင်လယ်ကမ်းခြေနှင့်ခက်လန်းလန်းတွင် အမေရိကန်စစ်ရေရင်တစည်းရန်နာထားပြီးအဆိုပါရေရင်ပေါ်မှ အမျိုးသားလုံခြုံရေးအေဂျင်စီ NAS ကလည်းခြေကွေဗာရာစခန်းမှ ပေးပို့နေသောဂျေးနန်းတို့ကိုဂျားဖြတ်ဖမ်းယူထောက်လှမ်းရရာ ချွေကွေဗာရာ၏လှုပ်ရှားမှုတိုင်းကိုသိနေပြီးတဖြည်းဖြည်းနှင့်ချွေကွေဗာရာနှင့်တော်လန်ရေးသမားတို့၏အခြေအနေမှကျင်းထက်ချက်ထဲရောက်လာလေသည်ဆိုခဲ့သလိုရှုပ်ထွေးသောမြေပြင်အခြေအနေနှင့်အတူချေဤကျမ်းမာရေးလည်းဆုတ်ယုတ်လာသည်ပန်းလာယောဂအခန်းပြန်ထလာသည်ဝမ်းသွား၍အပြင်းအထန်အပြားကြီးလာသည် ယောဂဖီစီမှုနဲ့အတူရန်သူဘက်မှ စီးနှင်းတိုက်ခိုက်မှုတွေလည်းဇက်တိုက်ဖြစ်လာသလိုမစ်ရှင်ဤအနာဂတ်မှာလည်းမရေမရာဖြစ်နေရာကွန်ဂိုတော်လန်ရေးကို အပီးပိုင်ဆွလွတ်ဖို့ခြေဆုံးဖြတ်လိုက်သည်1965ခုနိုဝင်ဘာ20ခြေခွေဘာရအပါဝင် အသက်မသေးပဲကြံရစ်သူဂျူဘာတပ်ဖွဲ့ဝင်12ယောက်တို့ ဂျူဘာကန်းချေတို့ နောက်ကျောင်းပြန်လှည့်လာပြီးနောက်ပိုင်း၄၅၆လအကြာ လူဒုရှိတွင်ခြေကွေဗာရာကို အတွေ့အမြင်နေ၍နောက်ထပ်ကွန်မြူနီတော်လှန်ရေးကြီးတရက်ဆင်နွှဲရန်ကြိတ်၍ပြင်ဆင်နေသည်ခြေကွေဗာရာ၏နောက်ဆုံးနှင့်အထင်ရှားဆုံးကွန်မြူနီတော်လှန်ရေးကြီး၏တည်နေရာကလက်တင်အမေရိကမှပိုလီဗီးယားနိုင်ငံ။ အခန်း6တော်လန်ရေးတပတ်လဲကျုပ်ဟာလွမြောက်စေသူမဟုတ်ဘူးလွမြောက်စေသူ ဆိုတာပြည်သူတွေကိုယ်တိုင်ပဲဖြစ်တယ်ခြေခွေပါရာပိုလီဗီးယားနိုင်ငံသို့ရခင်ကလည်းခြေရောက်ဖူးသည် ယခု1966ခုနိုဝင်ဘာ3ပိုလီဗီးယားနိုင်ငံ လပ်စ်မြို့သို့ခြေရောက်လာချိန်တွင် ိုးရခင်စေးចောင်းသားဘဝကမော်တော်ဆိုင်ကယ်တစ်စီးနဲ့ရောက်လာခဲ့သော loves မျိုးနဲ့မတူလုံးဝခြားနားနေသည်တို့ရာတွင် နှစ်ပေါင်းများစွာတိုက်ပွဲဝင်လာသောတော်လန်ရေးသမားအနေနှင့်ယခုချွေခွေဗာရာမှာ အတွေ့အကြုံတွေဝ၍အရေးထူနေလေပြီမိမိ၏ရည်မှန်းချက်အတွက်ဆိုလင်စူးစား၍တိကျပြတ်သားခြင်းရှိသည် ဆောင်ရွက်ရမည့်ကိစ္စအလုံးခြေခွေဘာရာလောက်ကင်ခဲ့ပြီးညံများ၍ဒဏ္ဍာရီဆန်သောတော်လန်ရေးလမ်းတလျှောက်လမ်းပေါက်ရာသို့လမ်းဖောက်ခဲ့သည်ယခုဘိုလီးဗီးယားနိုင်ငံအတွင်းချုံးမွေးစွာဝင်ရောက်ဖို့တူမြန်လို့သော မုတ်စိတ်မွေးနှကမ်းမွေးတွေရိတ်ရသည် ထိတ်ပြောင်ပြောင်စမင်တိုတိုနှင့်လူလက်အရွယ်စီးပွားရေးသမားတယောက်အဖြစ်ပုံဖန်းရသည် အနက်ရောင်ကျွဲကောကိုင်းမျက်မှန်တက်ရသည်သဆိုင်ရန်အာနာပိုင်းတွင် မျက်စိလဲသွားအောင် ပုံပန်းတံတန်ပြောင်းလဲပြီးနောက်ဥရုဂွေးနိုင်ငံသားစီဝါရေးသမားအဒေါ်ဖိုမိန်နာကွန်ဆာလက်အမည်နှင့် နိုင်ငံရေးလက်မှတ်အတူကင်ဆောင်ထားသည်ဘိုလီးဗီးယားနိုင်ငံအတွင်းချောချောရှူရှူဝင်လာပြီးဘိုလီးဗီးယားနိုင်ငံအရှိတောင်ကျေးလက်ဒေသသို့ရောက်လာကဒေသခံတောင်သူလယ်သမားတွေနဲ့တော်လန်ရေးတပ်ဦးဖွဲ့ဖို့စီစဉ်သည် ို့ရာတွင်ခြေခွေဘာရတွေ့ရသောတော်လန်ရေးသမားများမှတက်ကြွမှုမရှိခြေခွေဘာရရှိရာတော်တွင်စကန်သို့ဘိုလီဗီးယားနိုင်ငံကွန်မြူနစ်ပါတီပထမအတွင်ရေးမှူးမာရီယိုမောက်ရောက်လာပြီးဘိုလီဗီးယားကွန်မြူနစ်တော်လန်ရေးကြီးနှင့်ပတ်သက်၍ဆွေးနွေးကြရာ1966ခုဒီဇင်ဘာ31နှစ်သစ်အကြိုနေ့ရက်တွင်ဘိုလီဗီးယားတော်လန်ရေးနှင့်ပတ်သက်၍သူ၏သဘောထားကို ခြေသို့ပွင့်လင်းစွာ ပြောဆိုသည်ခြေခွေဗားရဆင်ထားသောတော်လန်ရေးမဟာဖြူဟာကို မာရီယိုမောက်တဘောမတူရသောအကြောင်းရင်းမှခေါင်းဆောင်မှုဖြစ်သည်ဘိုလီဗီးယားတော်လန်ရေးကြီးကို သူကိုယ်တိုင်ခေါင်းဆောင်၍ခြေခွေဗားရမှာဒုတိယနေရာတွင် နေဖို့ဖြစ်သည်ဒေတာကွန်ကွန်မြူနီခေါင်းဆောင်တဦးထံမှ ဆိုခဲ့သလိုသဘောထားကြားရသည့်အခါခြေတော်တော်စိတ်ပြတ်ရသည် မာရီယိုမောက်လိုကောင်းဆောင်မျိုးမှာပွင့်လင်းခြင်းမရှိ စိတ်မချရသူအဖြစ် ခြေအကဲဖြတ်သည်မာရီယိုမောက်ဤထောက်ခံမှုမရှိဘဲခြေခွေဘာရာမှာနေရာစိလူစိမ့်တွေကြားမျက်မမြင်တယောက်လိုသွာလာနေရသည် သူ့ကိုထောက်ခံသူရဲဘော်24ယောက်သာရှိပြီးအသက်ရှင်တန်ရေးအတွက်အထောက်ပံ့တွေလိုအပ်နေသည်1969ခု match လ16ရက် ပြင်သစ်အမျိုးသားမက်စ်ဝါဒီရက်ဂီဘီဘရိတ်အာဂျင်တီးနားပကြီးစရာစီရာဘတ်စတိုအရှေ့ဂျာမနီမှတရှိုမဲဟေတီတာမရာပန်တိုက်တာတို့သည်ချီကွေဗားရာနှင့်လာရောက်ပူးပေါင်းကြသည်တရှိုမဲဟေတီတာမရာမှာတာညာအမည်နှင့် KGB အေဂျင်စီတယောက်ဖြစ်လှူရှားနေသည်ဟုလည်းတန်တရားရှိကြသည်ယခုကြံရည်ဖန်ရည်ရှိသော တာညာမှာ ခြေခွေဘာရတက်စုအတွက်အဓိကနေရာမှပါဝင်လာသည်ပြင်ပကဘာကြီးနှင့်ချိတ်ဆက်နိုင်သူတစ်ခုသီးသောလမ်းကြောင်းဖြစ်ပြီးတက်စုအတွက် လိုအပ်သော အစားအစာလက်နက်ခဲယံအဝတ်အထည်တို့ကိုရယူ၍အဓိကထောက်ပံ့ရေးလုပ်ငန်းကို လုပ်ကိုင်နေသည်တာညာမှာတက်စုတစ်ခုလုံး၏အသက်လမ်းကြောင်းပြည်ဖြစ်သည် ပြင်ပကဘာကြီးနှင့် နောက်ဆုံးအဆက်အသွယ်ဖြစ်သည် မကြမီခြေခွေဘာရာကို လုံးဝဖျက်ဆီးပြင်းပြီးပြင်ပကပါကြီးဒီနေ့မှာတော့ဆရာမလေးကခြေရဲ့အထုပ်ပတိလေးကိုအခန်းအခန်းဖတ်ပြခဲ့တာဖြစ်ပါတယ်။နောက်ရက်ဒီမှာလည်းခြေရဲ့အထုပ်ပတိလေးတွေကိုဆက်လက်ဖတ်ပြသွားဖို့ရှိရာဖြစ်တဲ့ကြောင့်မလို့နားဆင်ပေးကြပါအောင်ရှင်။ကျေးဇူးများကြီးတင်ပါတယ်ရှင်။